EV လောကကိုမြေလံပြစ်နိုင်မဲ့ Honda ရဲ့ Hydrogen သုံးအင်ဂျင်အစ် Honda ကမိတ်ဆက်လိုက်တဲ့ Hydrogen လောင်စာသုံးအင်ဂျင်တွေက EV ကလောကကိုနှိပ်ထိတန်စီမှာလား Honda ရဲ့အင်ဂျင်အစ်ကြောင့် EV ကတွေလက်ပြနှုတ်ဆက်ရတော့မှာလား2030ခုနှစ်လောက်ကစာခဲ့တဲ့လက်စစ်ကားဇလံက2024နှစ်လလောက်မှာတော့ရေမန်းစားလာခဲ့ပါတယ်2025ကျတော့လက်စစ်ကားလောကကတရှိန်ထူးဖွံ့ဖြိုးလာခဲ့တာပါ စီမစားသလိုပဝင်းရှင်ထိခိုက်မှုလည်းနေပါတဲ့လျှက်စစ်ကားတွေကိုအစိုးရတွေကလည်းအားပေးကြသလိုအဲဒီလောကမှာယင်းဤမြုံနယ်လာတဲ့ကုမ္ပဏီကြီးတွေကလည်းအများပြားရှိလာခဲ့ပါတယ်။နောက်ပြီးလျှက်စစ်ကားတွေကအနာဂတ်ရဲ့မရှိမဖြစ်ယင်းတစ်မျိုးဆိုပြီးဖြစ်လာခဲ့ရတာပါ။ဒီအချိန်အဟုန်နဲ့တူအာသွင်လို့ရတဲ့ station တွေကိုလည်းနေရာနဲ့ဖြန့်ကျက်တိဆောက်လာကြပါတယ်။ဒါပေမဲ့2015ခုနှစ်ရောက်တဲ့အခါလျက်စစ်ကားထုတ်လုပ်သူတွေကိုမျက်ခုံးလှုပ်စေမဲ့တရင်တစ်ခုထွက်လာခဲ့တာပါ။အဲ့ဒါကတော့အာသွင်းစရာလည်းမလိုပတ်ဝန်းကျင်ကိုလည်းမထိခိုက်တဲ့အင်ဂျင်တစ်မျိုးထုတ်လုပ်နေပြီဆိုတဲ့အကြောင်းပါပဲ။ ဒီသတင်းကိုဆောင်ရင်းလာသူကတော့ကားလောကနဲ့အင်ဂျင်ထုတ်လုပ်ရေးလောကရဲ့ထိပ်သီးကြီး Honda ပါပဲ။ဂျပန်ကားထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ Honda နဲ့ Nissan တို့ပူးပေါင်းပြီးကားလောကရဲ့အလဲပြောင်းကိုဖော်ဆောင်မယ်ဆိုတဲ့သတင်းတွေထွက်နေကြတာပါ။အလုံးက EV ကားဆိုပြီးဖြစ်နေချိန်မှာ Honda ရဲ့ CEO က EV ကားလုပ်ငန်းတစ်ခုလုံးကိုလှုပ်ခတ်စေမယ့်အင်ဂျင်တစ်လုံးထိထွင်ထားတယ်လို့ပြောလိုက်ချိန်မှာတော့မေးခွန်းတွေတန်းစီထွက်လာခဲ့ပါတယ်။ဒါဖြစ်လို့လဲဆိုရင် Honda ရဲ့အရှိန်အဝါကကားလောကမှာတော့အင်ဂျင်ထုတ်လုပ်ရေးမှာပါကြီးမားလွန်နေလို့ပါပဲ။ အဲ့ဒီအင်ဂျင်အကြောင်းမပြောခင်အရင်ဆုံး Honda ရဲ့တမိုင်းကြောင်းလေးနဲ့စလိုက်မှဒီအကြောင်းအရာကပြည့်စုံသွားမှဖြစ်ပါတယ်။အစပိုင်းမှာ Honda ကစပိန်တွေကိုအင်ဂျင်တက်ဖို့ကြိုးစားရင်းဒီလောကတွေရောက်လာခဲ့တာပါ။ဒီနေ့မှာတော့ကမ္ဘာအကြီးဆုံးအင်ဂျင်ထုတ်လုပ်သူဖြစ်လာခဲ့ပါပြီ။တကယ်တော့ Honda ရဲ့အစကပြောင်ပုံတွေကြားအစခဲ့တာပါ။ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအားလုံးပြည့်စည်သွားချိန်မှာ Sojiro Honda ကဒီလုပ်ငန်းကိုဦးဆောင်ခဲ့ပါတယ်။အဲ့ဒီတုန်းက1956ခုနှစ်လောက်ပါပဲ။ နောက်ပြီးကဘာကြီးကဒီထွင်စမ်းတစ်မှုကိုတောင်းဆိုခဲ့တာတော့မဟုတ်ပါဘူး။ရှင်သန်ရက်တီဖို့လောက်ပဲလိုအပ်နေခဲ့တာပါ။ဒါပေမဲ့ဆိုချီယိုဟွန်ဒါကလူတွေမျောလင့်တာတက်ဖို့လှုပ်ပြနိုင်ခဲ့ပါတယ်။သူပထမဆုံးတီထွင်ခဲ့တဲ့စပိန်အင်ဂျင်လေးကလည်းခန်းနာလာမယ့်ဟွန်ဒါရဲ့သမိုင်းအတွက်နှလုံးခုန်တန်ဖြစ်ခဲ့ရတာပါ။1948ခုနှစ်မှာတော့လောဘောကိုင်းဘက်ဖြစ်သူတီရိုဖူဂျီဆာဝါနဲ့ပူပေါင်းပြီးကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်တနည်း1949ခုနှစ်မှာတော့ Dream TT မော်တော်ဆိုင်ကိုပွဲထုတ်ပြီးအားလုံးကိုအံ့ဩသင့်စေခဲ့တာ 1959ခုနှစ်လောက်မှာပဲ Honda ကကမ္ဘာအကြီးဆုံးဆိုင်ကယ်ထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။ Honda ရဲ့အိမ်မက်ကတလောင်းနဲ့မရက်ခဲ့ပါဘူး။1963ခုနှစ်မှာတော့ T300 Mini Truck ကနဲ့ S500 Sport ကားတွေကိုထုတ်ပြီးကားလောကတွေရောက်လာခဲ့တာပါ။ Honda ရဲ့ကားတွေကတည်တည်ကြည်ကြည်ပုံစံလေးတွေဖြစ်ပေမဲ့အကျော်မှပြီးအစွဲယုံကောင်းပါတယ်။ဒုခေတုခါအရာဆိုရင် လီဘာနေုံနဲ့ငေါခနဲ့ထားပြနေတဲ့ကားတွေဖြစ်ခဲ့တာပါ။1990မှာတော့ကမ္ဘာတဝန်းရေနဲ့ရှားပါးတဲ့ကိစ္စတွေဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာဓာတ်ဆီဈေးတွေလည်းအဆမတန်မြင့်တက်ခဲ့တာပါဒီလိုဖြစ်နေချိန်မှာတော့အင်ဂျင်ပါဝါ GP စီစားတဲ့အမေရိကန်ကားတွေလည်းဒုက္ခရောက်ကုန်ပါတယ်။အစိုးရကလည်းလောင်စာဆီခြွေတာဖို့လုံဆော်နေသလိုလေတုညဉ့်ဉဏ်မှုမရှိအောင်ရှော့ချရမယ်ဆိုပြီးတင်းကျပ်လာခဲ့တာပါ။အဲဒါကြောင့်ကားကုမ္ပဏီတော်တော်များများကလည်းအလုံများကုန်ပါတယ်။သူများတွေကအဒီကိစားကြောင့်တိုင်ပတ်နေချိန်မှာ Honda က CVACC အင်ဂျင်ကိုမိတ်ဆက်ခဲ့တာပါ။ဒီအင်ဂျင်ကအစိုးရတွေပြောစရာမလိုအောင်ပြေဆုံးနေခဲ့ပါတယ်။ 1995ခုနှစ်မှာတော့အဲ့ဒီအင်ဂျင်ကိုအသုံးပြုတဲ့ Honda Civic ကားကိုမိတ်ဆက်ခဲ့ပါတယ်။ဒီအချိန်မှာပဲဂျပန်ကားကိုသဘောကျတဲ့ American ဖောက်တယ်အများစုကိုရလာခဲ့တာပါ။အဲ့ဒီအချိန်က Honda ရဲ့အောင်မြင်မှုကြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကတလောင်းနဲ့မရတန်းခဲ့ပါဘူး။1989ခုနှစ်မှာ Vitel လို့ခေါ်တဲ့အင်ဂျင်ကိုထပ်မိတ်ဆက်ခဲ့ပြီးသုံးဆွဲသူတွေကိုစိတ်ကျဉ်နဲ့မှထပ်ပေးခဲ့ပါတယ်။နောက်ပြီး Honda Civic က American ကားတွေထက်လည်းဈေးပိုတက်တာနေတာပါ။ဈေးနဲ့ဆိုပေမဲ့စွမ်းဆောင်ရကြတော့လေပုံနေပါတယ်။ ဒီလိုနဲ့ Honda ဆိုတဲ့နာမည်ကလည်းကားလောကမှာအရှိန်အဝါကြီးလာခဲ့တာပါကားလောကကိုဥဆောင်နိုင်တဲ့ Honda ရဲ့ဒီထွန်စမ်းသပ်မှုတွေကိုပြောရရင် တော်တော်လေးရှည်သွားမှာပါအတူတူပြောရရင်တော့ Honda က1990ခုနှစ်မှာ NSX ဆိုတဲ့ကားကိုထုတ်လုပ်ပြီး Ferrari ကိုလက်အောင်လုပ်ခဲ့တဲ့ကိစ္စလေးရှိပါတယ်။နောက်ပြီး1996ခုနှစ်မှာ Honda Insight Hybrid ကားကိုထုတ်ပြီးလူတွေကိုအန်အောသင့်စေခဲ့တာလည်းရှိနေတာပါ။ပြောရရင် Honda ရဲ့တီထွင်စမ်းသပ်မှုတွေကအမြဲတမ်းရှေ့ကနေပဲဥဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာကားထုတ်လုပ်ရေးကုမ္ပဏီတွေကပန်ဝန်းကျင်ညီညွတ်မှုလျှော့ချရေးခေါင်းဆောင်အောင်မှာရက်စက်ကားတွေဘက်ကိုအားတန်သွားပါတယ်။ဒီအချိန်မှာ Honda ကထက်တဲ့ဝင်ဝင်တော့မပါခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကပိုထူးဆန်းတဲ့အရာတခုကိုစူးစမ်းနေကြလို့ပါပဲ။အဲဒါကတော့ Hydrogen လောင်စာနဲ့ရင်းကုန်မောင်းနေနိုင်အောင်စမ်းတက်နေတာပဲဖြစ်ပါတယ်။တကယ်တော့ Honda ကအဲဒီကိစ္စကို2002ခုနှစ်လောက်ကတည်းကစမ်းတက်နေကြတာပါ။သူတို့က FCH ဆိုတဲ့ကားတစ်မျိုးကိုပွဲထုတ်ခဲ့ပါတယ်။အဲဒီကားကမီးခိုးငွေအစားရင်းငွေပဲထုတ်ပေးတာပါ။ နောက်၈ခုနှစ်မှာတော့ FCH Clarity ဆိုတဲ့ကားကိုအရေးအတွက်နည်းနည်းပဲထုတ်လုပ်ခဲ့ပါတယ်။နောက်၃၀ခုနှစ်လောက်ရောက်တော့လျှက်စက်ကားကိစ္စကနာမည်ကြီးလာပါတယ်။ Dastra လို့ကုမ္ပဏီကြီးတွေကလျှက်စက်ကားထုတ်လုပ်မယ်ဆိုတဲ့ကိစ္စအကြောင်းလူတွေကပိုစိတ်ဝင်စားလာကြတာပါ။အဲဒါကြောင့်တခြားကားထုတ်လုပ်သူတွေလည်း EV ဘက်ကိုလမ်းပြောင်းကြပါတယ်။ဒါပေမဲ့ Honda ကတော့တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ Hybrid ကားတွေကိုပဲပိုကောင်းအောင်တည်ထွင်နေခဲ့သလိုလျှက်စက်ကားအနည်းငယ်ကိုလည်းထုတ်လုပ်ခဲ့တာပါ။ ါပေမဲ့လျှက်စက်ကားဘက်ကိုအလုံးစုံဥတီခဲ့တာတော့မဟုတ်ပါဘူးသူတို့ကအချိန်ကိုစောင့်ဆိုင်းပြီးအစီအစဉ်တွေတေချာဆွဲနေခဲ့ကြတာပါ2023ခုနှစ်ကိုရောက်လာချိန်မှာတော့ General Motor Company ကြီးနဲ့ပူးပေါင်းပြီး Hydrogen လောင်းစားသုံး engine တွေထုတ်ဖို့ကြိုးစားကြတော့တာပါပဲ2024မှာတော့ Honda CR-V Morita ကိုမိတ်ဆက်ခဲ့ပါတယ်အဲဒီကားက Hybrid ကားပါပဲဒါပေမဲ့လျက်စက်နဲ့အပြင် Hydrogen နဲ့နှစ်မျိုးပေါင်းလို့ရတာပါဒီကားထုတ်တဲ့အချိန်မှာလျက်စက်ကားတွေကလည်းနာမည်ကြီးနေပါပြီအဲဒီကားတွေကို CR-V ကရှင်းနိုင်ပါမလား အာသာချက်တွေအားနည်းချက်တွေဘလို့ရှိနေတလဲစာရွေတီအောင်ဗီဒီယိုလေးကိုပဲဆက်ကြည့်ဖို့တိုက်တွန်းရမှာပါလျှက်စက်ကားတွေကလောင်စာစီသုံးကားတွေထက်အာသာချက်အများကြီးရှိပါတယ်ကဘာတွန်းကအစိုးရတော်တော်များများကလည်းလျှက်စက်ကားတွေရဲ့အခန်းကဏ္ဍကိုထောက်ခံထားကြတာပါနောက်ပြီးလျှက်စက်ကားတွေကမောင်းရတာငြိမ့်တယ်အိမ်စောကထွက်တဲ့ငြိမ်ညမ်းမှုလည်းယုံနေတယ်စားတယ်အာသာချက်တွေရှိပါတယ်ဒါပေမဲ့ကြာလာရင်ဘက်ထရီလေသွားနိုင်တဲ့ကိစ္စတွေအာသွင်းဖို့နေရာရှာရင်မီဆက်ငားရမလားဆိုတော့ပြဿနာတွေရှိနေတာပါ ။နောက်ပြီးအာသွင်းချိန်ကလည်းစောင်းရပါသေးတယ်။ကာဟာတစ်ဆိုကိစ္စသိမ်းမရှိပေမဲ့ကြာလာရင်ဘက်ထရီဒုက္ခပေးတာနဲ့ခရီးဝဲဝဲသွားဖို့စဉ်းစားရင်းမှမဟုတ်ပါဘူး။နောက်ထပ်အားနည်းချက်ကလည်းဘက်ထရီနဲ့ပဲဆိုင်ပါတယ်။ဘက်ထရီထုတ်လုပ်တဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့ကိုဘောလီသီယံနဲ့နီကယ်လိုမျိုးရှားပါတတ်ထုတွေကိုလိုအပ်နေတာပါ။တဘောကတော့ဘက်ထရီတွေများများသုံးလေဒီတက်ထူတွေကိုများများထူဖော်ရလေဖြစ်ပါတယ်အဲလိုထူဖော်ရတဲ့အခါမှာတဘောပဝင်းရှင်ထိန်းသိမ်းရေးကိစ္စနဲ့ညှိတာတွေလည်းရှိနေတာပါ ဒါကကားပိုင်ရှင်တွေနဲ့ဓာတ်ရိုက်မဆိုင်ပေမဲ့ခြုံကုန်စဉ်းစားမယ်ဆိုရင်ထည့်သွင်းရမယ့်အချက်တွေလည်းဖြစ်ပါတယ်။အဓိကကတော့အာသွင်းမှုနေရာကလည်းရှားမိကလည်းပြန်အာသွင်းချိန်ကလည်းကြားဆိုရင်လျှက်စကားတွေကဖိနှိပ်စရာပဲဖြစ်ပါတယ်။အရာတွေကို Honda ကကြုံရနိုင်ခြေရှိတဲ့အခက်ခဲတွေလို့ကြိုးတွက်ခဲ့တာပါ။အဲဒါကြောင့်လျှက်စက်ကားထုတ်လို့ရေးတဲ့မှာဝိကြီးတန်းကြီးပဲဝင်ပါခဲ့တာဖြစ်ပါတယ်။နောက်ပြီးသူတို့စီမှာနီလန်းကောင်းတွေတွေ့ထားလို့အားလုံးက EV ဆိုပြီးလုပ်နေတဲ့အချိန်မှာကိုလုံးဆရာရှိတာကိုလုံးနေခဲ့တာပါ။ အဲဒါကြောင့် hydrogen လောင်စာသုံး engine မှာရင်းနှီးမြုပ်နှံဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကယ်တော့ Honda မှာလုံခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းကအဲ့ဒီနည်းပညာတွေရှေ့နေခဲ့တာပါ။ဒါပေမဲ့လူကြားတဲ့ထုံမပြောသေးပဲကြိတ်ပြီးစမ်းသပ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းသူတေသနာတွေလို့ Nissan တို့ General Motor တို့လိုအင်အားကြီးတဲ့မိဖက်တွေကိုရှာနေခဲ့တာပါ။ဒီလိုနဲ့2025ခုနှစ်မှာတော့ hydrogen လောင်စာသုံး engine အကြောင်းထုတ်ပြောဖို့အချိန်ရောက်လာခဲ့ပါပြီ။ hydrogen လောင်စာသုံး engine တွေရဲ့အားသာချက်ကိုပြောရမယ်ဆိုရင်တော့အသွင်းချိန်မြန်ဆန်တာပါပဲ။ ဓာတ်ဆီဒီဇယ်ဖြစ်သလိုပါပဲချက်ချင်းဖြစ်လိုက်လို့ရပါတယ်နောက်ပြီးရှားပါတထုတွေကိုမိခိုးစရာမလိုသလိုဘက်ထရီမကောင်းရင်လည်းဆက်နိုးတာနဲ့ကောင်းကောင်းမောင်းလို့ရပါတယ်။နောက်ပြီးစွမ်းဆောင်ရည်ကလည်းလျှက်စက်ကားတွေလိုပါပဲ။အတန်ချိန်ပြီးတုံခါမှုလည်းနေပါတယ်။အင်ဂျင်အလုံးလုံးပုံကိုအချမ်းပြင်းပြောရရင်တော့ဘက်ထရီစီကနေစွမ်းအင်ယူတာမဟုတ်ဘဲလောင်စာဆဲကိုအသုံးပြုပြီးလေထဲကအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ကိုပေါင်းစပ်ပြီးလျှက်စက်စွမ်းအားထုတ်ယူတာပါပဲ။နောက်ပြီးအေဇောကထွက်လာတဲ့အငွေကရင်းနှွေးငွေဖြစ်တာကြောင့်တဘာဘဝဝင်းကျင်ကိုထိခိုက်တာတွေလည်းမရှိပါဘူး။ တိထောက်ကောင်းတဲ့နေဗမာရှိသေးလဲဆိုပြီးမေးရမယ်နေပညာဘဲလို့တော့တင်ကားရမှာပါ။နောက်ပြီးဟိုက်ဒရိုဂျင်ဖြည့်ဖြည့်ထားရင်မောင်းနိုင်တဲ့အကွာအဝေးကလျှက်စက်ကားတွေထက်လည်းပိုပါသေးတယ်။အားပြည့်ဖြည့်ထားရင်မိုင်300မိုင်400လောက်ကတော့ AC လိမ့်လို့ရနေတာပါ။ဒီကားတွေအတွက်လိုအပ်ချက်ကတော့တခုတည်းရှိပါတယ်။ဟိုက်ဒရိုဂျင်အားဖြည့်တင်ရတွေလလန်းမီအောင်လိုက်ဆောက်ပေးဖို့ပါပဲ။နောက်ပြီးဘက်ထရီတက်တန်းကိုကြည့်ပြီးမောင်းဝင်ရတဲ့ဒုက္ခတွေလည်းရှိမှာမဟုတ်ပါဘူး။အဲဒီချက်ကကားဖိုင်ရှင်တွေရဲ့စိတ်တော်ကားတွေကိုအတော်လေးအဆင်ပြေသွားစေမှာပါ။ ရေပိုင်းမှာဟိုက်ဒရိုဂျင်လောင်စာဒုက္ခတွေစမ်းသပ်ထုတ်လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒါကြောင့်စင်ပြေတဲ့ကားကလူကြားမှာဘာလို့ရေပန်းမစားခဲ့တာလဲဆိုတဲ့မေးခွန်းတွေကလည်းရှိလာမှာပါ။အဓိကပြောရရင်တော့ဟိုက်ဒရိုဂျင်အားဖြစ်နေရတွေရှားပါနေလို့ပါပဲ။နောက်ပြီးဟော်ဒါကိုရိုင်းကဒီကားရဲ့အခြေအနေကိုစမ်းသပ်နေစေကာလဖြစ်နေလို့လည်းပါပါတယ်။နောက်ပြီးလူတွေကြားမှာလည်းဟိုက်ဒရိုဂျင်လောင်စာနဲ့ပတ်သက်တဲ့ကိစ္စကအထူးဆန်းကြီးဖြစ်နေလို့ပါပဲ။ ဒါအပြင်လက်စက်ကအာဖီရက်စတေရှင်ကတည်ဆောက်လို့လွယ်တဲ့လောက်ဟိုက်ဒရိုဂျင်အာဖီရက်စတေရှင်တည်ဆောက်ဖို့ကိစ္စကြတော့နည်းနည်းရှုပ်ထွေးနေတာပါအဲဒါကြောင့် Honda ကအင်ဂျင်ကိုတေချာတည်ဆောက်ပြီးလူသိရှင်ကြားမိတ်ဆက်ဖို့အချိန်ဆောင်နေကြတာဖြစ်ပါတယ်ဟိုက်ဒရိုဂျင်လောင်စာတော့ကားရီအလားလာကဘလို့ဖြစ်လာမလဲဆိုရင်တော့မပြောတတ်သေးပါဘူး Honda ရဲ့စွမ်းဆောင်ရည်ကိုပဲယုံကြည်ထားရမှာပါဒီကြားထဲမှာရက်စစ်ကကန်တာကလူတွေရထောက်ခံမှုအစိုးရတွေရထောက်ခံမှုကြောင့်အချိန်မြန်မြန်ဖွံ့ဖြိုးနေပါတယ်။ဒါပေမဲ့ရက်စစ်ကားတွေကပေးတဲ့စိတ်ညစ်စရာအချိန်တွေလည်းရှိလာအောင်ပါပါ။ အဲဒီခါကျရင် Honda ကအချိန်ကိုက်လှုပ်ရှားဖို့ပြင်ဆင်ထားပုံပါပဲ။လက်စကားတွေပေါလာတဲ့အချိန်ကျရင်လူတွေရဲ့စိတ်ဝင်စားမှုကလည်း Hydrogen လုံစာသုံးကားတွေပဲရောက်လာနိုင်ရည်ရှိပါတယ်။လူစိတ်ဝင်စားမှုရပြီဆိုရင်အခြေခံအဆောက်အုံတွေတည်ဆောက်နိုင်ဖို့လည်းအဆင်ပြေသွားမှာပါ။လောလောဆယ်မှာတော့ Honda ကသူ့ရဲ့ agency ကိုလူတိရှင်ကြားထုတ်ပြောပြီးရက်စက်ကားလောကကိုတက်လှမ်းလိုက်တာဖြစ်ပါတယ် ဘယ်သူတွေဘယ်လိုမှတ်ချက်ပေးကြမလဲဘာတွေဆက်ဖြစ်အုံးမလဲဆိုတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါတယ်အဆုံးကြေပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်